ဖေးချောပါဝါဆပ်ပလိုင်းနဲ့ LED နဲ့ချိတ်ဆက်လိုက်တဲ့အချိန်မှာဒီမှာမြင်ရတဲ့အတိုင်းပဲ LED ကမီးလောင်ကျွမ်းပျက်စီးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Hi အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့အလင်းလွတ်တန်အိုးလို့ခေါ်တဲ့ LED အကြောင်းတွေကိုအတူတူကလေ့လာကြမှာဖြစ်ပါတယ်။ဆက်လက်ကြည့်ရှုအားပေးကြပါဦး။ ဒီ channel လေးကိုပံ့ပိုးကူညီတော့အဖြစ် like subscribe လုပ်ပြီးတော့ share လုပ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။အဲဒီတော့ LED ဆိုတာပါလေဒီပုံလေးမှာမြင်ရတာကတော့ပုံတရံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးအရောင်အမျိုးမျိုး LED မီလုံလေးတွေပဲဖြစ်ပါလေသူရဲ့အတုံးပြူတဲ့နေရာပေါ်မှာမူတည်ပြီးတော့အရောင်အစင်းအရွယ်အစား ုံပန်းသဏ္ဍာန်အမျိုးမျိုးကွဲပြားတာကိုတွေ့ရပါတယ်။အဲတော့ LED ဆိုတာကတော့ဒိုင်အုပ်တစ်မျိုးပဲဖြစ်ပါတယ်။တာမန်ဒိုင်အုပ်တော့မဟုတ်ပါဘူး။အလင်းကိုထုတ်လွှတ်ပေးတဲ့ light emitting ဒိုင်အုပ်အလင်းလွတ်ဒိုင်အုပ်ဖြစ်ပါတယ်။ဒီပုံလေးကတော့လက်စပတ်လန်းတွေမှာ electronic circuit တွေမှာမြင်တွေ့ရမယ်။ LED ရဲ့တင်ကေတာဖြစ်ပါတယ်။သူရဲ့တင်ဂီတာကဒိုင်အိုရဲ့တင်ဂီတာနဲ့အတူတူပဲဖြစ်ပါတယ် ဘာလေးပဲပို့သွားတယ်လဲဆိုရင်ဒီအပေါ်မှာအပြင်ဖက်ကိုညွန်ပြနေတယ်မြားလေးနဲ့ချောင်းပို့လာတာဖြစ်ပါတယ်ဒီမြားလေးနဲ့ချောင်းမပါဘူးဆိုရင်တော့ဒါရိုးရိုးတာမန်ဒါအိုးရဲ့တင်ဂီတာဖြစ်ပြီးတော့ဒီမြားလေးနဲ့ချောင်းပါလာတယ်ဆိုရင်တော့ဒါ LED ရဲ့တင်ဂီတာဖြစ်ပါတယ်ဒီညာဘက်ကပုံလဲအတူတူပဲဖြစ်ပါတယ်ဒီအောက်ဆုံးကပုံလဲအတူတူပဲဖြစ်ပါတယ်အောက်ကပုံကတော့ထူးခြားတာတော့ ဒီဘယ်ဘဲအပေါင်းတကြီးတပြထားတဲ့ဘက်ကတော့အနုဖြစ်ပါတယ်ပြီးရင်ဒီညာဘဲအနုတင်ကြီးတပြထားတဲ့ဘက်ကတော့ကက်တုတ်ဖြစ်ပါတယ်ဒံဥနဲ့အတူတူပဲဖြစ်ပါတယ်ဒံဥတွေမှာဆိုရင်တော့ဒီဖြူရစ်ဒါမှမဟုတ်ရင်အမဲရစ်ပါတဲ့ဘက်ကတော့ကက်တုတ်ဖြစ်ပြီးတော့အဖြူရစ်အမဲရစ်မပါတဲ့ဘက်ကတော့အနုဖြစ်ပါတယ်ညာတော့အဖြစ်အလေးဒီတွေကို အလင်းရောင်ရရှိဖို့မိဒီမီလုံးတွေမှာသုံးတယ်ပြီးတော့ဉာဏ်စစ်ပတ်လန်းတွေမှာ electronic circuit တွေမှာအချက်ပြမီ indicator lamp အနေနဲ့အသုံးများတာကိုတွေ့ရပါတယ်ဥပမာ watch or set တွေတခြားဉာဏ်စစ်ပစ္စည်းတွေပါဝါလာမလားဆိုရင်ဒီ LED မီလုံးလေးတွေလင်းချင်းမှိတ်ချင်းကနေပါဝါလာမလားသိနိုင်တာဖြစ်ပါလေ လင်းရောင်ရရှိဖို့အသုံးပြုတဲ့ LED အများစုကတော့အဖြူရောင်နဲ့အဝါရောင်များပါတယ်။တခြားအရောင်တွေလည်းရှိတတ်ပါတယ်။အချက်ပြမီ indicator lamp အနေနဲ့အသုံးပြုတဲ့ LED တွေကတော့အရောင်မျိုးမျိုးရှိပါတယ်။အနီရောင် အပြားရောင်အဝါရောင်အစိမ်းရောင်စသဖြင့်အရောင်မျိုးမျိုးရှိတာကိုတွေ့ရပါတယ်။ဒီပုံလေးကတော့ဒီမှာအပြင်မှာမြင်တွေ့ရမယ့် LED မီလုံးလေးတွေရဲ့ပုံစံလေးတွေပဲဖြစ်ပါတယ်။ အလုံးပုံစံပါတယ်အပြားပုံစံပါတယ်ပညာဘက်တောက်က ပုံကတော့လေးတောက်ပုံစံ LED လေးတွေဖြစ်ပါလေဒီအောက်ဆုံးကပုံကတော့အလုံးပုံစံ LED မီလုံးလေးတွေဖြစ်ပါတယ်ညာတော်ဖြစ်ဓာတ်မီတွေမှာတုံးပါတယ်ဓာတ်မီတွေမှာတုံးတဲ့ LED မီလုံးလေးတွေဟာတော့ညာတော်ဖြစ် lens လို့ခေါ်တဲ့မှန်ဘလူးလေးတွေပါပါတယ် အလင်းစူရှာမှုရှိဖို့နဲ့အဝေးကိုရောက်နိုင်ဖို့အတွက်အသုံးပြုတာဖြစ်ပါတယ်။အလေးဒီတွေရဲ့ဘူအားစားသုံးမှုကတော့များသောအဖြစ်1.5ဘူကနေ3ဘူအထိ ရှိပါတယ်။ပြီးတော့သူရဲ့ Garam Ampere စားသုံးမှုနှုန်းကတော့10 milli ampere လောက်စားသုံးမှုရှိပါတယ်။အဲတော့အလေးဒီမီလုံးလေးတွေကို မီဒီလေးတွေကိုကျွန်တော် forward voltage ပေးလိုက်မယ်ဆိုရင် အနီအောင်ဆိုရင်2ဘို့စားတုံးတယ်အဝါရောင်ဆိုရင်2.1ဘို့စားတုံးတယ်စိမ်းရောင်ဆိုရင်2.2ဘို့စားတုံးတယ်အပြာရောင်ဆိုရင်2.5ဘို့အထိစားတုံးတာကိုတွေ့ရတယ်ပြီးရင်အဖြူရောင်ဆိုရင်3.2ဘို့အထိစားတုံးတာကိုတွေ့ရပါတယ်အများဆုံးကတော့အပြာရောင်3.5ဘို့ဖြစ်ပါတယ်အနည်းဆုံးကတော့အနီအောင်2.0ဘို့ဖြစ်ပါတယ် အဲ့တော့ LED မီးသီးတွေကို resistor မခံဘဲနဲ့ဘူအားဘူအများကြီးပေးမိရင်တော့နောင်ကျွမ်းဖြစ်စီသွားမှာဖြစ်ပါတယ်။ဒီ power supply မှာ current ကိုတော့အမြင့်ဆုံးတင်ထားလိုက်မယ်။ပြီးရင်ဘူကိုတော့7.5ဘူထားပြလာမှာဖြစ်ပါတယ်။ပြီးကြော power supply နဲ့ LED နဲ့ချိတ်ဆက်လိုက်တဲ့အချိန်မှာဒီမှာမြင်ရတဲ့အတိုင်းပဲ LED ကမီးလောင်ကျွမ်းပျက်စီးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြီး power supply မှာ current က ampere က4.95 ampere နီးပါးအမြင့်ဆုံးတက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ current ampere များများပေးထားမယ်ပြီးရင်ဘူအားများများပေးမိမယ်ဆိုရင် LED မီလုံလေးတွေဟာမီလောင်ကျွမ်းပျက်စီးသွားမှာဖြစ်ပါတယ်။ဒီပုံမှာမြင်ရတာတော့ပုံစံအမျိုးမျိုးသောအရောင်မျိုးမျိုးသော LED အလင်းလုံးဒိုင်အိုတွေဖြစ်ပါတယ်။ဒီ LED တွေကို လက်တွေတိုင်းတာစစ်ဆေးခြင်းမှာဖြစ်ပါတယ်။ဟုတ် LED တွေကိုအသေးချာကြည့်မယ်ဆိုရင်အပေါင်းနဲ့အနှုတ်မတူပါဘူး။ဒီမှာဒီအနီရောင်ဒီအနီရောင် LED စလေးဆိုရင်ဒီကက်တုပ်ဖက်ချမ်းမှာဒီမှာဘေးနားလေးမှာနည်းနည်းလေးပူပြီးတော့ပြားနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီဘက်မှာပါ ဒီဘက်မှာတော့လုံဝန်းနေတယ်ပြီးဒီဘက်မှာတော့နည်းနည်းလေးပြားနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီပြားနေတဲ့ဘက်ကတော့ဒါကက်တုံအနုပ်ပဲခြံဖြစ်ပြီးတော့ဒီပုံမှန်လုံဝန်းနေတဲ့အပိုင်းကတော့အနုပ်အပေါင်းပဲခြံဖြစ်ပါတယ်တခြား LED မီလုံးတွေလည်းအတူတူပဲဖြစ်ပါတယ်ဒီမှာဒီမှာဆိုရင်လည်းဒီပေါ်ကနေတော့ပေါ်ကနေကြည့်မယ်ဆိုရင်ဒီဘက်ဘေးကနည်းနည်းလေးပို့ပြီးတော့ ဒီမှာပြားနေတော့တွေ့ရမှာဖြစ်ပါတယ်ဒီဘက်ပြီးဆောင်လေးဒီကက်တုပ်ပဲချမ်းတော့နည်းလေးပို့ပြီးတော့ပြားနေပါတယ်ဒီအန်တုပ်ပဲချမ်းတော့ပုံမှန်လုံးဝနေတော့တွေ့ရမှာဖြစ်ပါတယ်တခြားအယောင် LED လေးထူနီလေးကောင်းပါပဲဒီကက်တုပ်ပဲချမ်းအန်တုပ်ပဲချမ်းမှာဆိုရင်တော့မှနည်းနည်းလေးခြိုက်နေတယ်ဒီအပေါင်းပဲချမ်းအန်တုပ်ပဲချမ်းမှာဆိုရင်တော့ပုံမှန်လုံးဝနေတော့ တွေ့ရမှာဖြစ်ပါတယ်။အဲတော့ခြိုက်နေတဲ့ခြံကတော့အနှုတ်လို့ကျွန်တော်ပုံသေးတတ်မှတ်လို့ရမှာဖြစ်ပါတယ်။အဲတော့နော် LED မီလုံးလေးကိုမီတာနဲ့တိုင်းတာဆက်ဆင်းမယ်ဆိုရင်မီတာကိုမီတာကိုဒိုင်ယိုစကေးမှာထားရမှာဖြစ်ပါတယ်။မီတာပရိုတန်လေးကိုထည့်ကြည့်မယ်။တန်နေတယ်ဆိုရင်အဆက်အသွယ်ကောင်းနေတာဖြစ်ပါတယ်။ဒါဆိုရင်အရင်ဆုံး နော်ဒီဓာတ်မီးတွေမှာအသုံးပြုတဲ့ဒီ LED မီးဒီလေးကိုတိုင်ချင်မှာဖြစ်ပါတယ်အဲတော့ဒီမှာဒီအခြိုက်လေးပါတယ်ပဲကြံဒီမှာဒီအခြိုက်လေးပါတယ်ပဲကြံကက်တုတ်ပဲကြံကိုဒီမီတာပလော့တန်အနေအောင်ပဲမှာထိထားလိုက်ပါမယ်ပြီးရင်ဒီအပေါင်းပဲကြံကိုတော့ဒီဒါလက်တန်အနေအောင်လေးနဲ့တိုးချင်မှာဖြစ်ပါတယ် ဒီမှာမိသီလေးလဲပါတယ်ဒါဆိုရင်ဒီမိသီလေးဟာကောင်းတယ်လို့ယူဆလို့ရပါတယ်ကျောင်းဦးပြောင်းပြန်လှန်ပြီးတော့တိုင်းချင်မှာဖြစ်ပါတယ်ပြောင်းပြန်လှန်ပြီးတော့တိုင်းချင်တော့မိသီလေးမလဲပါဘူးဆိုဒီမိသီလေးကတော့အကောင်းမှာဖြစ်ပါတယ်နောက်မိသီလေးကိုအစ်စ်ဝယ်လာမယ်ဆိုရင်ခြေချောင်းလေးတွေကမဖြတ်ရသေးဘူးအတူရှိမတူပါဘူးရရှိနေတဲ့ဘက်ကတော့ အနုပဲချံအပေါင်းပဲချံဖြစ်ပြီးတော့ဒီတူတဲ့ပဲချံကတော့ကဲတုပ်ပဲချံအနုပဲချံဖြစ်ပါတယ်။ပြီးနောက်တစ်လုံးကိုဆန်းကျင်မှာဖြစ်ပါတယ်။ဒီမှာဒါကတော့မီဒီမှာအသုံးပြုထားတဲ့မီဒီလေးဖြစ်ပါတယ်။ LED မီဒီလေးဖြစ်ပါတယ်။သူ့ဒီခြိုင်းနေတဲ့ဖက်ချမ်းမှာမီတာလက်တန်အနည်းအောင်ထားလိုက်ပါမယ်။ဒီဒီ အနုကကြမမိတာလက်တအမျိုးတို့ကြည့်မယ်မလဲပါဘူးပြောင်းပြန်လာပြီးတိုင်းကြည့်မယ်မလင်းပါဘူးမမိတာမကနန်းလေးတွေပြနေတယ်ဒါဆိုရင်ဒီ LED မီလုံးလေးကတော့ကျွန်းသွားပြီဖြစ်ပါတယ်ဒါတော့မကောင်းတော့တဲ့အလုံးဖြစ်ပါတယ်ပြီးဒီမှာအဖြူရောင် LED လေးကို တိုင်ခြင်းမှာဖြစ်ပါတယ်ဒီအချွေရောင် LED လေးရတော့ဒီအပြာကြီးပါလက်ဖက်ချမ်းဒီအပြာကြီးဖက်ချမ်းကိုတော့ဒီမီတာလက်တန်အနေအောင်နဲ့တိုးလိုက်မှာဖြစ်ပါတယ်ထိထားမှာဖြစ်ပါတယ်ပြီးရင်ရေးမီတာလက်တန်အနေအောင်နဲ့ဒီအပေါင်းဖက်ချမ်းမှာချင်းချင်းမယ်မှာ LED မီဒီအနေအောင်လေးလင်းအောင်တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ ီတာမှာလည်းကဏန်းလေးတွေပြနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ forward bias ပေးထားတဲ့အနေအထားဖြစ်ပါတယ်။ဒီကြောင့်ပြောင်းပြန်တိုင်ကျမှာဖြစ်ပါတယ်။ပြောင်းပြန် reverse bias ပေးကြည့်မှာဖြစ်ပါတယ်။ဒီလိုဆိုရင်တော့မီဒီယာမလဲပါဘူး။တဲ့ပြန်တိုင်ကျမယ်။ကဏန်းလေးတွေမီတာမှာကဏန်းလေးတွေပြနေတယ်။ LED လေးလေးလဲနေတာကိုတွေ့ရပါတယ်။ဒါဆိုရင်ဒီ LED ကတော့ လေး LED မီလုံးလေးကတော့ကောင်းနေတာဖြစ်ပါတယ်။နောက်ဖြူရသလုံးတန်းကျင်မှာဖြစ်ပါတယ်။ဒီလိုလည်းခုနလိုပဲတန်းကျင်မယ်။ဒီရဒီ LED မီလေးကတော့ဒီမှာအပြာရောင်မီလေးလင်းနေတော့တွေ့ရမှာဖြစ်ပါတယ်။အဲဒါဆိုရင်ဒီ LED မီလေးလေးလည်းကောင်းပါတယ်။တစ်ဖက်လင်းတယ်တစ်ဖက်မလင်းဘူး။ ဓာတ်ဥလိုပဲဖြစ်ပါတယ်ဓာတ်ဥလည်းတစ်ဖက်ပြားတယ်တစ်ဖက်မပြားဖြစ်ပါလေ။ကောင်းတယ်။ပြီးရင်ဒီမှာဒါတော့ digital မျိုးပေါ်ကနေပြန်ဖြုတ်ယူထားတဲ့ midi လေးဖြစ်ပါတယ်အနီရောင် midi လေးဖြစ်ပါတယ်ဒီ midi လို့လည်းတိုင်းချင်းမှာဖြစ်ပါတယ်မမီးရဲ့နေရောင်လေးလဲတော့တွေ့ရမှာဖြစ်ပါတယ် ။ဆိုရင်ဒီမီဒီလေးလည်းကောင်းနေတော့တွေ့ရပါတယ်။ဒါဒီအစင်းရောင်အလေးလေးမီလုံးလေးကိုတိုင်းချင်မှာဖြစ်ပါတယ်။ဒီရှင်နေတဲ့ခြေထောက်အော်မီတာပရိုတက်အနဲ့ရောင်ဘက်မှာထားလိုက်ပါမယ်။တူတဲ့ခြေထောက်အော်မီတာပရိုတက်နေရောင်နဲ့တူချင်မယ်။မလဲမဘူးဒါဆိုရင်တူတဲ့ခြေထောက်ကိုဒီက product အနဲ့ရောင်နဲ့တူချင်မယ်ထိထားမယ်ဒီ ရှည်တဲ့ခြေထောက်ရောမိသားစုတန်းအနေအောင်နဲ့တို့ချင်မှာဖြစ်ပါတယ်။ဒီမှာမိသည်ဆိုင်အောင်တဲ့လင်းအောင်တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီ LED မိသည်လည်းကောင်းပါတယ်။ပြီးရင်ဒီမှာနောက်ထပ်အနေအောင်လေးသလုံးကိုထပ်ပြီးတော့မီတာနဲ့တိုင်းချင်မှာဖြစ်ပါတယ်။မလင်းဘူးခြေထောက်ကိုပဲညာလက်ချင်မယ်။လင်းနဲ့မီတာမှာလည်းကဏ္ဍလေးတွေပြနေတယ်။ အဲဆိုဒီအလေးတွေကတော့ကောင်းပါတယ်ဒီဒီမှာအနေအောင်အသေးလေးဒီဒီတဲ့အနေအောင်လေးကိုလည်းပိုင်းချမှာဖြစ်ပါတယ်မလင်းဘူးလင်းမယ်မိသားမလည်းခဏလေးပြပြနေတယ်ဒါဆိုဒီမိသားလေးလည်းကောင်းတယ်ဒီနောက်ဆုံးမှာဒီမှာအဝါရောင်အလေးတွေမိသားလေး ်ရှိပါတယ်ဒါလေးကိုလည်းတိုင်းကြည့်ပါမယ်မလင်းပါဘူးဘာဘာရောင်မီလေးလင်းပါတယ်ဆိုရင်ရည်ရည်လေးလေးလည်းကောင်းတယ်ဒါလည်းဓာမီတွေမှာခုနကပြောသလိုမျိုးဓာမီတွေမှာသုံးတဲ့အလေးလေးမီလေးလေးဖြစ်ပါတယ်ဒီမှာအပေါင်းတို့သင်္ကေတလေးလည်းပါပါတယ်ပေါ်ဘက်က ဒီပုံပဲကတော့အနုပ်ဖြစ်ပါတယ်ဒီအောင်မှာတော့ပေါင်းသင်္ကေတလေးပါတော့တွေ့ရမှာပါတယ်နောက်တော့မီတာပရိုတန်လေးနဲ့မီတာလေးနဲ့တိုင်းချင်မှာဖြစ်ပါတယ်ဒီမှာမီဒီလေးတင်ပါတယ်ပေါင်းနှုတ်မှန်တယ်ဆိုရင်မီဒီလေးလင်းတော့တွေ့ရမှာဖြစ်ပါတယ်မီတာမှာလည်းကဏ္ဍလေးတွေပြနေပါတယ်ကျွန်တော်ပေါင်းနှုတ်ပြောင်းပြန်ထားမယ်ဆိုရင်မီဒီယာမလင်းမီဒီယာမလင်းပါဘူးအဆုံးဒီမီဒီယာလည်းအကောင်းမဖြစ်ပါဘူး ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာတော့ LED မီလုံးလေးတွေဘူအားဘလောက်စားသုံးလဲဆိုတာကိုလက်တွေ့တိုင်းတာစစ်ဆေးပြမှာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့